မင်္ဂလာပါရှင်ဒီနေ့မှာတော့ပဲကြဆိုင်ဟင်းကျိုလေးလှုပ်ရှားပြလို့အားလုံးလည်းလိုက်လှုပ်ရှားလို့ရအောင်လို့မျှဝေလိုက်ပါတယ်ရှင်ပဲနီလေးနဲ့ကြာဆန်းကိုရေစိမ်ထားပါမယ် ်ဘဲဦးလေးပူလာရင်စီထည့်ပါမယ်တော်နီကြက်တုံဖြူးချင်းလေးထတာလေးထည့်ပြီးတော့စီတက်ပေးပါမယ်နနင်းမုတ်အနေငယ်ထည့်ပါတယ်သောကရေစိမ့်ထားတဲ့ပဲနီလေးထည့်ပါရစေ ငံပြရေးအနေငယ်ထေပါတယ်ဒဲဦးလေးကိုရေတစ်ဝက်ကျော်ကျော်လောက်ထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့တည်ထားပြလိုက်ပါမယ် 10မိနစ်လောက်ကြာတဲ့အခါမှာတော့အခုလိုမျိုးပဲလေးတွေလူဤလာတာတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီချိန်မှာတော့ကြာစံလေးထည့်ပါတယ်။အရသာအပေါငံမြည်ပြီးစားနဲ့အချုံမုတ်အနေငယ်ထည့်ပါတယ်။ကြာစံလေးတွေနူးလာတဲ့အထိခဏလေးစက်တင်ထားပြလိုက်ပါတယ်။ ုဆိုရင်တော့ဂျာဆန်လေးတွေလူကြီးဒါမျိုးလို့ပဲဂျာဆန်လေးစောက်ဖို့အဆင်သင့်ဖြစ်ပါပြီ။ဒီမှာအလဲတကူလှုပ်ရှားလို့ရပြီးအဟာရပြည့်တဲ့ပဲဂျာဆန်ဟင်းကြီးလေးရပါပြီ။ကြည့်ရှုပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။